ငါစည်းစိမ်ခံစားနေရတဲ့အယိုးစုနဲ့တူတယ်ကြောက်ရှာနေလို့အဲ့လိုနံပါတ်၁တစ်ချက်မြင်ပါလေတဲ့အယိုးစုတို့လေးပါပြတနီငါတို့ပိုင်ထားတဲ့ audio လောကစည်းစိမ်လေးပဇံလေးစိမ်းလေးရွှေလေးတာလေးတမီးလေးစနီးလေးများလေးအဲ့ဒီလူလောကစည်းစိမ်မှာဖျားပြောတာအသားဖြစ်နေတူတယ်နော်ဥပမာဒီကန်းကတော့အသားလေးကိုချီရပြီဆိုမှတော့အဲ့ဒီအသားလေးကိုချီထားတဲ့အကြီးကန်းကိုတခြားဖက်ပြီးအကြီးကန်းနဲ့ဝိုင်းပုံကြစိတ်ကြတယ်ပေါက်ကြတယ်ဘာကြောင့်လဲသူတို့လည်းစားကြတယ်နော် အဲ့ဒီဥပမာတိုင်းပဲဖြစ်တာချင်းတပြီးတော့ငါတို့ပိုင်ကားတဲ့ဟောဒီလောကစည်းစိမ်ကြီးဟာအပန်းတင်နေတူတယ်ဒါကြောင့်အဲ့ဒီဘေးလောကကိုတောက်ပြီးတော့ဖြစ်ဖြစ်ပြုတော့ကောင်းနေရဟန်းဟောကြတာတချို့ဘဝမှာရသေးမှုကြီးအထုတ်တာအဲ့တော့လူလောကလူစည်းစိမ်နံပါတ်နဲ့အပန်းတင်နေတူတယ်ဘယ်တစ်ခါလဲနံပါတ်၁ကအယုဒ္ဓိကတူတယ်ဘာဖြစ်တာအောင်ရှိတခါတော့လူမျက်စွာဘုရားလုံးဘဝတစ်ခုမှာလူစည်းစိမ်ကံစားအားမရဘူး နတ်စီစိတ်ကတော့ဘုံကိုအရင်ကြည့်ရောနတ်စီစိတ်မှာတဝက်တစ်ခွဲနောက်ဆုံးသူလူပြည်ပြန်ရောက်တော့ဘာမှလည်းမထူပါလားဆိုတော့အဲ့ဒါလူစီစိတ်ကရိုးစုတွေလေးတာပြင်တည်းနံပါတ်လုံးမြက်ပြီးရှူပုံဖြစ်ဖြစ်ခင်ကတော့တဲ့တော့ရက်ကိုလိမ့်လိမ့်လိမ့်ပြီးရှူတော့အဲ့ဒီမီးအလင်းရောင်နဲ့တော့တဲ့တော့ရအဲ့ဒါမြက်ပြီးရှူအဲ့ဒီမြက်ပြီးရှူကိုကင်ပါတဲ့ပုံပေါ်တရားပါတနည်းနည်းတစ်ချိန်ချိန်မှာဒီမြက်ပြီးရှူကိုလက်ငါရောက်မလွတ်ပြင်းလွတ်ပြင်းလွတ်ပြင်းမလွတ်ပြင်းလက်မလောက်ဘူးလားဟောဒီလူဘဝလူစီစိတ်ကလည်းမြက်ပြီးရှူနဲ့တူပါလားဘုရားတော့အဲ့လိုမြင်တာဥပမာဘယ်လိုလဲဆိုတော့အခုတို့တိုင်းကမှဒီတေတန်ဒီမှာဆိုပါဆိုတော့ တားလို့ဆွဲပြီးတင်မယ်တပီးကိုဆွဲပြီးတင်မယ်စီးစိမ်ကိုဆွဲပြီးတင်ခဲ့ဒီပုဂ္ဂိုလ်တွေကကောင်းတဲ့ဘွားရောက်လို့တွေ့ပါအဲ့ဒီကိုအိမ်မှာအဆောက်လို့တင်ရတဲ့ပစ္စည်းမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဦးဇင်ပြီးကြတဲ့နေ့ကအင်ဒိုနီးရှားမှာအောက်ရတာမှာအပြီးမှာတပူချတော့အင်ဒိုနီးရှားတရုတ်လူမျိုးတွေကတောင်းကြတာအင်ဒိုတရုတ်တွေကစီးပွားအရန်ရှာပြီးတော့သူတို့တင်ပြီးဘလို့လဲတရုတ်တွေကများအဲ့တင်ပြီးတော့အိမ်မှာတရေတစ်ပြေတကိုင်းကစားလို့ဘုံဘောင်ဘုံဘောင်ပွင့်နေတယ်။အဲ့ဒါအဲ့ဒီအိမ်ပိုင်းကျမှလည်းသူတို့အိမ်မိုးတဲ့ပကိတဲ့လူတွေမှလည်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုပဲတရေတွေတစ်စီးဖောက်နေတယ်ကွာ။အဲ့ဒါပြောတဲ့ကဒီလူစည်းစိမ်ကမျက်မြင်ရှိနေတယ်ကွာ။ အဲ့ဒီဒေဂန်ကြီးမှာစွန့်နေစွန့်ဘာနေတပီးတွေပစ္စည်းဥစ္စာဆွဲလာနေတဲ့ဥစ္စာတော့ဖြစ်နိုင်တယ်အောက်တဲ့တွေဖြစ်နိုင်တယ်အိမ်ကတွေဖြစ်နိုင်တယ်လားဒါကြောင့်မို့ဒုပိုင်ရတဲ့စီးစိမ်ကဘုရားပြောတဲ့ဘာနံပါတ်၃ပါနဲ့တူမြတ်မရှိဘူးနော်အဲအဲ့ဒါတို့ကြိုက်တာအတိုင်းမဆွဲရဘူးအဲ့ဒါရှိတာမှာလို့ဆိုရင်ဘာဖြစ်လို့ဘဝအူကြောင်းတဲ့အချိန်မှာเนาะတာမျက်နှာကြီးမြင်တမျက်နှာကြီးမြင်ပြီးတော့စိတ်မချတဲ့စိတ်နဲ့တင်သွားလို့ကတော့ခက်ရရှိတယ်နော်အဲ့ဒါကြောင့်မို့ဒီလောကအစည်းအဝေးကနံပါတ်၃မျက်မြင်ရှိနေတူတယ်ဥပမာပြောရရင်နံပါတ်၁ကအယူစုနံပါတ်၂ကအာဒီနံပါတ်၃က၃ချက်เนาะ နာမယာအာယုံကမဂုံဆိုအာယုံမျိုးကအယုစုတို့နဲ့တာပြေတဏိယံမိရှိပုံတူလာတုံးဤမှတ်ပုံတခင်မိတီတွင်ရဲ့မိတီတွင်မှာတို့ကလားလေမိမျိုးအတွင်းတူတာအဲ့ဒီတွင်မှာမိတွင်မိရဲ့ရဲ့နေတာပဲအဲ့ဒီမိမှာရုပ်ရက်ဖက်မှာငဏ်ငဏ်ဖက်လိုက်အောင်ပြင်အကြာကြီးစိတ်ကြီးနေအဲ့ဒီပုံကိုမိမလောက်လားလောင်းတဲ့လောကစည်းစိမ်ကလည်းအဲ့လိုပဲတတိနဲ့မိငါတို့ပိုင်ထားတဲ့ငါခန္ဓာကိုယ်ဟာလည်းအိဋ္ဌဆာတရားငါပိုင်ထားတဲ့ဇတိအမယာတိမိနေစိတ်ကလည်းအိဋ္ဌဆာတရားအချိန်မျိုးပြည့်စုံနေအဲ့လိုတတိကပ်ပြီးတော့ပြုမြင်ပါ အဲ့လိုတတိမကတ်ပဲနဲ့ဟာငါတက်တယ်လို့မသိတော့ဘူးလို့လို့ကိုစီစိန်ကလည်းအတက်လုံးခိုင်းမလို့လို့အဲ့လိုမျိုးမိနေတဲ့ပုံကမိတိဝင်မှာကြာနေမှာတစ်ချိန်ချိန်မှာပူရမယ်နော်ဘယ်ချိန်မှာပူရလဲညာဘောတော့ဒီပိပိမိငါဒီပျက်စီးကြောင်းညာတိကိုအမတန်ချစ်ရတဲ့အားရတမီးတွေစီးနေများတဲ့ပုံရွှေရွှေတယောက်ယောက်ပြင်ပြင်ပျက်စီဝိုင်းတော့ကမိနေလောက်လားလောက်တယ်အဲ့ဒါကြောင့်မိတိနေတဲ့ပုံပဲကိုစီစိန်တက်တယ်လို့ဒီလိုရှာရတဲ့စီစိန်တပူပူပါမယ်ဓညာပူပါမယ်မင်းစိုးတွေကယူပါမယ်ရေညောမယ်ပြီးတော့အဲ့ဒီပျက်စီရှုံရှုံလိုက်လေဒီပုံပုံတွေရှင်ထဲမှာမပူဘူးလား အဲ့ဒါကြောင့်မို့ဘောဒီလောဒီစီးစိတ်ဟာမိတီတွင်းနဲ့တူတယ်ပတိနဲ့နေပြီးတော့တုံ့ဆရမယ်နော်အဲ့တော့ဘုရားဟောတဲ့ကမ္မဂုဏ်ဟောလိတ္တရှိနော်အယုဒ္ဓမြို့နယ်သားတွေတဏိမြန်ပြီးရှိဘုံတုလာနဝိမတ်ပေါင်းတကင်းမိတီတွင်းလို့မယင်းတစ်ချက်အိစင်မက်ဒီအိမက်အလားအဲ့တော့ဒီပိုင်ထားတဲ့ဟောဒီလောကစည်းစိမ်ဟာအိမ်မက်နဲ့တူတယ်လို့မြတ်စွာဘုရားပြောကြတယ်နော်အဲ့တော့ဒီကိစ္စမှာသူပိုင်ထားတဲ့အာဘာနဲ့တူအိမ်မက်နဲ့တူတယ်ဘယ်လိုတူလဲ 唔呢家三幾零合當家，三三幾幾幾零有錢啲就錢啲。先睇咧合當做嘢好掂嘅，而家完全唔係呢家下嚟嘅，根本都啦。根本呢個合同冇發嘅啦，好唔好？好唔好？誒，你撇咗地咧，阿張哥，你冇話你死人嘅，哎呀，唔得，我啱啱交俾阿張伯收埋曬。誒，三成加拿大嘅交易都掂得唔得？你兩年兩年兩年又係股權三幾零嘅，先成千到啲嘅，哎呀，唔得嘅，阿達，你先先等啲錢嘛。咁我同阿張伯面面面交咗，面面交咗條條嚟，今日嚟冇話，哎呀，唔掂啦。 အတိတ်ကဘာဘာဒီခံစားဒီအတိတ်ကနေဒီဘဝထမ်းကြည့်ငါအတိတ်ကဘာဒီဖြစ်ခဲ့နေဒီအိမ်ဘက်လိုပဲတဲ့ဒါကြောင့်မို့ဒီပစ္စုပန်မှာဒုတိယကြီးအကမ်းမှာပြိုင်ဆိုင်ထားတယ်ပြိုင်ဆိုင်မှုအားလုံးဟာတမိမိတတိချိန်မှာမခွဲရဘူးဒီကဘောက်ကနော်နေတာနဲ့ညံတာပဲကွာမနော်အဲ့ဒါတော့ဒီစည်းစိမ်တွေအားလုံးမျက်စွာပြဘယ်လိုပြောလဲအိမ်ဘက်နဲ့တူတယ်နော်အဲ့လိုမြင်လို့တရားအလောင်းကြီးတော်ထွက်ကြတာနော်ဒီနေ့လိုညံနေဖွဲ့ကြတာဥပမာဘယ်နှစ်ချက်ရှိလဲဟာကြည့် အယုဒ္ဓတို့လေးတာတေတဏိမြမီရှိဘုံတူလာတို့ဒီမှတ်ဘုံတခင်ညီတီပဲလို့မယဉ်တချက်အိတ်စင်မဲ့ဒီအိမ်မဲ့အလားနံပါတ်6အမှားပစ္စည်းလူတယောက်ကမှတို့ကမှလာတဲ့မှာအချိန်တိုင်းမပြရဘူးပြရမယ်နော်အဲ့ဒီဥပမာအတိုင်းပဲလူတကာကြီးဒီတကာမကြီးဒီပိုင်ဆိုင်ထားတဲ့တက်ရှိပဲဖြစ်ဖြစ်တက်မဲ့ပဲဖြစ်ဖြစ်ဘဝတဏ္ဍာကျင်နေတဲ့အခါမှာဒီကဘာကြီးကိုအကုန်မထားခဲ့ရဘူးပြန်ယူငါသွားတော့မယ်အဲ့လိုမပြောတော့လေပြောတဲ့ကဲလို့ဟောဒီကဘာကြီးမှာအကုန်လုံးလုထားပြီးသွားရမယ်ဆိုတော့အမှားပစ္စည်းနဲ့မတူဘူးလား တူတယ်နော်အကောင်လုံးတို့တိုင်းကမှပိုင်ထားတယ်စိတ်ငြိမ်းရွှေငွေတွေဥပမာဘာလို့ဒီစိုးလဲဆိုတော့တကောင်ဖြုတ်တဲ့အခါမှာရွှေသွားထည့်တယ်အဲ့ဒီရွှေဘာကိုဖြုတ်ပြီးရုပ်သွားရှိတယ်နော်အဲ့တော့တို့တေဝင်ဖပါဘာအကောင်လုံးမထားရဘူးလားအကြောင်းဘူးငါတို့ပိုင်ထားတယ်ငါတို့တွေပိုင်တဲ့ဒီပစ္စည်းတွေကအမှားပစ္စည်းနဲ့တူပါလားအမေတွေကရှာအမေတွေကရှာပိုးပွားတွေကရှာရန်နာတွေပိုးတော်နဲ့အဲ့တော့တရားတော်ကြည့်မိတာကြည့်ပြီးတော့ဒီဥစ္စာကိုရှာတဲ့လူကဘယ်ဟောက်ကုန်လဲအကောင်ကြီးကုန်ပြီအဲ့လိုပြောတော့ဟာဒီလူတွေကရှာမဲရှာတယ်မတော့တတ်ဘူးလို့ပြောအဲ့ဒီမှာတို့တရားတော်တော်တော်နဲ့အကုန်လုံးဆုတ်ခဲ့နော် အဲ့ဒါကြောင့်မလို့ပိုင်ပညာပစ္စည်းတွေဟာအငှားပစ္စည်းနဲ့တူတယ်ဘာမှမတူဒါကြောင့်မို့လူကမပြောဘူးတောထွက်ပြီးတော့ယသိအာထုတ်ယဟဘဝနဲ့အာထုတ်ကြတာဒါရှိရှိတူတော့ကောင်းနေတော့အခုတို့တိုင်းကမှလောကကိုမြင်တဲ့အမြင်နဲ့ဘုရားလောင်းမြင်တဲ့အမြင်တွေ့လားတချို့နေရာကညာလည်းတူမဲ့တမဲ့မိမိဘုရားအရာမစော့နိုင်လေးတာလည်းရှိကောင်းရှိမှာပေါ့နော်တချို့တက္ကမတွေပြီးတော့ရှာလေးဘုရားတဲ့ဘုရားတပြီးတော့တတိယငယ်နေနေဟိုးတဲ့အဲ့လိုလားမဟုတ်ဘူးကြီးတဲ့တစ်ရက်လောက်ပဲရှာလေးဘုရားတဲ့ဘာလို့ကမှလို့ ဒီလိုအစားလကားစုမှာတသက်လုံးဝတ်ကျင်ပါလေဘုရားဒါပေမဲ့ဒီလိုသတိရဆက်တော်ဖြစ်ပဲရှိနေတယ်အဲ့လိုမျိုးဝတ်ကျင်လက်ရှိနေမဲ့လေဝတ်တရားရှိတဲ့အခါဝတ်လို့မရတဲ့ဘဝမှာလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါမှာတို့ပိုင်တဲ့ပစ္စည်းတွေအားပစ္စည်းနဲ့တူတယ်ဥပမာဘယ်လောက်ရတယ်ထောက်ချက်ရှိတော့အားပစ္စည်းအတိရှိတစ်ပင်နဲ့လည်းတူပါလေဒါမှခွက်တဲ့နော်ဥပမာအပင်မပင်ကိုရှင်ပြကြည့်နော်ဒီဘက်အပင်တရက်ပင်အတိတွေတင်းနေတယ်ဒီဘက်တရက်ပင်ကဘာအတိမှမရှိဘူးဆိုရင်လူတွေဟာအတိကိုလိုချင်တဲ့အဲ့ဒါကြောင့်အဲ့အပင်ကိုခုံကြတယ်ခဲနဲ့ပေါက်တယ်ဒုံနဲ့ပြည့်ကျင်ကိုဒီအပင်မခံရဘူးလားခံရတယ်ဘာလဲအတိတိလို့လေနော်အခုတို့ကိစ္စမှာပသားနဲ့ရောက်ရှိတဲ့ပုဂ္ဂိုလ်အဲ့သားနဲ့ရောက်တယ်မဟုတ်ဘူးလား ်ဘူးကလည်းပတ်သား၃ယောက်ရှိ၃ယောက်လာကြတယ်နော်အဲ့လိုဘယ်လိုဖြစ်စီစဉ်ကတိတ်တောင်ရှိအဲ့ဒီတိတ်တောင်သိရမယ်မပြောက်အောင်နော်တပိုးတွေမကူအောင်အဲ့ဒီဒါဆိုညာရင်အဲ့ဒီဒါဆိုပုံနေရတယ်အဲ့လာမှာအပြီးရှိလို့အပြီးများများပြီးလေများများမပူကြဘူးလားဟိုဘာကုမ္ပဏီဆယ်ခုလောက်ရှိအဲ့ဒီကုမ္ပဏီဆယ်ခုစာသွားပူကြမှာနော်အဲ့အဲ့ဒါရဟန်းဝါကုမ္ပဏီအကုန်ဆုံးတော့ဘာမှမယူတင်ကန်းတော့လေပိတ်တလုံးဆုံးခံစားရရင်စားမရရင်မစားလို့မအေးဘူးလားအဲ့ဘုံတို့ဘုံငါးရက်ကျော်ရမယ်နော်ဆုံးခတ်မယ်နောက်ရက်ကအောင်ဟာလောင်းတဲ့အစားဘာအပူပဲမရှိဘူးနော် ညဟန်ဘဝဟင်းလင်းပြမှာလမ်းလျှောက်နေပါမှမဘူးသုံးခါသာလောင်းနေမှရှိတာမလောင်းမှရေတော့ပြီးတရားတော့အဲ့လိုမျိုးဘုရားပြုလောကလူရှိစိတ်ကိုအပြစ်တည်စေတဲ့မြေလို့ယတိဝတ်တဲ့တချို့ဘဝမှာရဟန်းဝတ်တဲ့အဲ့လိုမျိုးဝတ်ကြပါလေတဲ့ဒါတော့လူတိုင်းမှာပိုင်ထားတဲ့စီးစိတ်ညာအတိရှိတဲ့တစ်ပင်လည်းမတူဘူးလားတူတယ်တချို့တဏ္ဍာလေးကိုစင်းလို့ဘိုးဘွားရမှုတော့မှာတို့တို့ဘယ်လိုအပ္ပဒါနိကလာတိုင်တဏ္ဍာလာတိုင်ကလေးအဘွားဘယ်လိုလုပ်တာရှိတယ်သူဘေးပဲဖြစ်တာအန်တဲ့လားကျေစိတ်ကိုကြားလို့ဘုရားထားနေမှာသူ ါမှန်ပြီးတော့တကူတွေကလာကိုတ냐တွေကအတိုက်အဲ့လိုတကူတ냐တွေညံဘာကြောက်ခံရတာလဲဒီအသီးတွေညံညံပြီးတော့ကိုမစည်းစိမ်ကအများကြီးဟိုတကူကတိနေမှာဘယ်လိုဖောက်မကောင်းလဲဟာလားတက်ရှိပြီတက်မဲ့ဖြစ်ပြီဟာလားဥပမာနော်ညာနေလို့တကူဇနီးညာချိုးချိုးဆိုကြာကြီးကြီးနေကောင်းမရှိဘူးလားအဲ့ဒါအသီးပဲနော်ကိုအသီးကအမှန်တန်လှပနေလေအန်ရည်ညာလေးရောက်ကြမှာစိုးနေဘူးပါမဖြစ်တာဖြစ်ရတယ်အဲ့ဒါလည်းကိုဒီမိမိတို့ပိုင်ကညတက်ရှိလည်းဖြစ်ဖြစ်တက်မဲ့လည်းဖြစ်ဖြစ်အသီးရှိတဲ့တက်မဲ့လည်းမတူတာဒါကြောင့်ပြောရမလားအခုလိုပဲတက်ချက်ရမြခုနကတော့အငါးပစ္စည်းအသီးရှိတက်မဲ့တို့ပြန်ခိုင်းအောင်စင်တီတို့ တို့ကမှလည်းဟင်းနေပါချက်နေတာအပေါ်ကနေခုမှအတီးတွေတွားလို့ခုမှအောက်ပါစအတုံးခံရမှာလားအဲ့ဒီစင်းဒီတော့ခောက်တာကဒီအပားတွေအတီးတွေခောက်တာနော်အောက်ကစင်းဒီတော့နေလိုက်မခံရပါဘူးခံရတယ်ခံရဘယ်လိုရှိလဲအဲ့ဒီစင်းဒီတော့ရတဲ့ဘွားမှာကိုယ်ကအွားတော့တယ်အွားရတဲ့အဖြစ်ဆိုတာအွားတော့တယ်ဟာအများနဲ့တိုက်တယ်လူလည်းထထောင်းနေတယ်ဘာလည်းကန်ကုန်ကန်ဒီကန်အဲ့ဒီအွားမှာဒီလိုအမှုပြောတာလေအဆင်ဆုံးလို့ဆွဲယူတဲ့ဘုံမဲ့ဖြစ်တာအဲ့တရားလေးကလာတဲ့ဆွဲယူအဆင်ကိုပြန်ပြီးတော့ကြတာဖြစ်တယ်နော်အဲ့ဒီဆွဲယူကကိုချန်တာတပတ်မနဲ့တက်တယ်တော့တက်တယ်အဲ့ဒီတခုနေတရားလေးလိုချင်တာကဒီစိတ်နေရှင်ငွေလိုချင်တာနော်ဒါပေမဲ့ကိုကမပေးတဲ့ခါလေးတခုလည်းမလုပ်ဘူး ။ပေါ့မခံရဘူးလား။အဲ့ဒါကြောင့်တို့ပိုင်ရများများပိုင်နေအင်္ဂလိပ်များနေပဲ။အဲ့ဒါကြောင့်ဟောဒီငါတို့ပိုင်ရတဲ့တက်ရှိဖြစ်ဖြစ်ပက်ပက်ဖြစ်ဖြစ်စင်ကြီးလုံးနဲ့တည်းတူပါလားလို့တူတော်ကောင်းပြီ။အဲ့လိုမြင်လို့တော်တာ။နော်။စင်ကြီးလုံးပဲတက်ရှိပြီလေ။ဖြစ်ချက်တဲ့တော့နော်။ငါများအာယုံကမ္မလုံးစုအာယုံယူတာအယုံစုတူလေ။တာဒေတနီမြမီယူဘုံသုခတုံဤမဘောကခင်မိတီဘက်တို့မယွင်းတကြအိတ်စင်မက်ဒီအိမ်မက်အလားအငါပစ္စည်းအတိရှိတို့ပြင်တို့ပြင်နိုင်အောင်ရှင်ဤတို့ဒီမအောင်တခံလန်တန်တူရှောင်းဝေဘူးကောင်းအတွင်း ဟိုတော့ငါစက်ပွဲတိုင်းလှမ်းဘူးကညံ့ကောက်ပြေးတာနော်ရန်လူထုံးအဲ့ဒီရန်လူထုံးမဲ့လှမ်းသွားဘူးကအမှန်ကန်မတော်တဆတတိပထားပဲကိုင်ခုလက်မပြတ်မရှာနိုင်တာရှာနိုင်တယ်ဒီဓာတ်လေးလှမ်းနေရအပွားအမှန်ကန်ထက်တယ်မိမိတို့ပိုင်ထားတဲ့ဟောဒီလောဒီစီစီကသားသွားပဲနော်ဟိုကအဒီကရိယာနဲ့ဆင်ကျင်လို့ရရတော့တတိပထားဆင်လို့ဆိုရင်အဲ့ကောင်ကြီးတွေကလင်မယားကြီးမတည့်ကြဘူးဒီပွားရမကောင်းဘူးနော်ပေါဝင်ကြီးကမတည့်ဘူးမိဘကြီးမတည့်ဘူးဆိုရင်လင်မယားကြီးညံပြစ်ပြီးဆိုပါလို့အဲ့ဒါလက်တွေစိတ်ထန်ကြလို့မရတော့ဘူး ရတယ်သူပွဲသွားပြီဟာမိမရေပွဲနာလေးကားပဲလည်းမျိုးဖြစ်တယ်အဲ့ဒါအစိတ်ကံရနေရတယ်နော်ငါတို့ပိုင်ထားတဲ့ဟောဒီစီစစ်ကြီးဟာဖားသွားလို့ပဲတတိနဲ့ထိဥမာလေးောက်ကြတယ်အောင်ဖြစ်ဖြစ်စီဝါရှာလာမယ်တိုက်ရမယ်အဲ့ဒီလေဘုတ်တရားပြတ်ပြီရလည်းမရဘုတ်တရားပြတ်ပြီဆိုရင်ဒီခေတ်ကရေးတိုက်ရပါမလားမတိုက်ရဘူးမတိုက်ရတဲ့ကဘုတ်စိတ်ကံရနေရတယ်အဲ့ဒါတော့ရှာနော်ဒါတိချပြီးစိတ်ကံရနေရပြီအဲ့လိုမျိုးမပြော့တော့ဘူးပေါ့နော်အဲ့ဒါတို့ပိုင်ထားတဲ့ဟောဒီလောကစီစစ်ကဓာတ်သွားလို့ပဲလှန်သွားလို့ပဲတတိထိုင်တာတတိမထိုင်ရှာတတ်တယ်နော်တို့ဘုရားသာကြီးဓာတ်ချပါလားအယူပိုက်ပြပါလားအဲ့အဲ့ဒါဘုရားစီနဲ့ကုလို့ဘုရားစီနဲ့ကုလို့ငရဲကြောင်ညာတယ် အဲ့ဒါလို့ပိုင်ကစိတ်ကားသွားတော့နောက်နံပါတ်30ဝေဥကောင်းဝေဥကောင်းမှာအစိတ်ရှိတယ်နော်အဲ့ဒီဝေဥကောင်းကိုကိုကတတိမထောင်တော့တင်တယ်လက်အိမ်နဲ့မကိုင်းအဲ့ဒီဝေကိုင်းအစိတ်တက်တယ်ဘောဒီလောကစိတ်ကမလို့အစိတ်ကလည်းတက်တယ်နော်အဲ့အဲ့ဒီလိုအပြစ်စင်ကျင့်မြင်လို့ရှေ့ရှေ့ကြည့်တော့ဘောင်းတွေဟာဒီနေ့လိုရဟန်းဝေကြတာဒါဒီမှာတော့9ရက်နော်အဲ့အခုတရားမလို့9ရက်ပဲဆယ်ရက်မရဘူးတရားမလို့9ရက်ပဲဆုံးရက်9ရက်9ရက် အဲ့ဒီလိုတကယ်ကြောက်တယ်လောကစည်းစိမ်မှာဘုရားပြောတဲ့အဖြစ်ပဲတဲ့ကျအဲ့ဒီဆက်ချက်ကိုနှလုံးသွင်းပြီးတော့အခွင့်အရေးရတဲ့မိမိဘဝနဲ့ဖြစ်စီယဟန်ဘဝနဲ့ဖြစ်စီဆရာလေးဘဝနဲ့ဖြစ်စီဘဝများအားလုံးကိုအခွင့်အရေးရနိုင်တယ်နော်ဘာကအဖြစ်မြင်တာမှာနော်အဖြစ်မမြင်ဘူးဟိုဘောက်ကြတော့ပြောလို့ပေါ့အဖိုးကြီးအသက်85အဖွားကြီးက85အဲ့လိုနဲ့အဖွားကြီးအရင်တည်ပါရောအရင်တည်ပါတော့ပုံမှန်လေးလောက်အောက်သူလေးကတော့ငါအဖိုးကပါအောက်သူအဖိုးလုံးလုံးနေ